အတိုင်းလက်လုံပါပဲဘလို့အတိုင်းလက်လုံလဲဆိုကျွန်တော်တို့ကအပြစ်မှာလဲပလာဟိတတွေလုပ်ပဲကျွန်တော်ဆိုရင်အပြစ်မှာပလာဟိတကိုဇက်ကိုနားပြီးတော့ဟိုပလာဟိတတွေလုပ်တာဆိုရင်အခုဆိုတော်တော်လေးကိုတလားကျော်နှစ်လားတော့ဖြစ်ခဲ့ပြီကျွန်တော်တပည့်တွေဖြစ်တယ်เนาะကောင်းလို့ရတူထွက်အောင်ရကျွန်တော်မဘူးချီတုံးရပေါင်းပြီးတော့ကျွန်တော်ပလာဟိတတွေလုပ်နေတာပါအခုလဲကျွန်တော်မအားတဲ့ဂျာတွေအရင်လာရောက်ကဖြောပြေးတာဖြစ်ပါတယ်အေးကွက်ကြတယ်နော်ဒါလေးကကြတော့ ာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ကအခုကမြန်မာနိုင်ငံမှာဖြစ်ပျက်ခဲ့တဲ့ငလီတန်းကြောင့်လူတွေဒုက္ခရောက်နေကြအဲ့ချိန်ကိုကျွန်တော်တို့ကအဲ့ဒီချိန်မှာအမှုပြညာကိုဆက်လုပ်နေမှာဆိုရင်အဲအများပြည်သူပဲပြောမှခံရမယ်လေအဲ့ကြောင့်မို့ကျွန်တော်တို့ကပရာဟိတဘက်ကိုလှည့်ပြီးတော့အခုကုလိုတွေလုပ်ကြဒီနေ့ပြတ်ဆက်มาတဲ့တစ်ဖက်တစ်နံကရင်ကျွန်တော်တို့ကတောင်တူလေသမားပေါ့เนาะတောင်တူလေသမားတို့က အပျော်ရွှင်မှုလေးရယ်စိုက်ပျိုးရေးခန္ဓာလေးရယ်ပေါ့နော်အဲ့အပျော်ရွှင်ချင်းချင်းမြူးကြရလေးပေါ့နော်ကျွန်တော်တို့ရွာကိုလာလေတဲ့ဧည့်သည်တွေကိုပျော်ရွှင်အောင်လုပ်တဲ့အခန်းခန္ဓာလေးမှာကျွန်တော်တို့ပါပါတယ်ဗျာဟုတ်ကဲ့ပြဿနာခန္ဓာတော့ကျွန်တော်အခုကိုစမ်းမင်းပေါ့နော်ဦးစီးပြီးတော့သူရဲလုပ်ပေးတဲ့ပြဿနာလေးပါဒီပြဿနာလေးမှာတကယ်တော့တန်နေရကျွန်တော်တို့ပါဝင်ဖို့အတွက်အဲအဲကျွန်တော်တို့ကတိုင်ပင်ပြီးတော့၂ရက်လောက်ဂျိုတိုက်ရပါတယ်အာတိုက်လက်လုံပါပဲဘလို့အတိုက်လက်လုံလဲဆိုကျွန်တော်တို့ကအပြစ်မှာလဲပရိုက်တာတွေလုပ်တယ် ကျွန်တော်ဆိုရင်အပြင်မှာပလိုက်ဒါကိုဇက်ကိုနားပြီးတော့ဟိုပလိုက်ဒါတွေလောက်တာဆိုရင်အခုဆိုတော်တော်လေးကိုတလားကျော်နှစ်လတော့ဖြစ်ခဲ့ပြီအဲ့လိုဆိုတော့ကျွန်တော်တို့အခုကျွန်တော်တပည့်တွေဖြစ်တယ်နော်ကောင်းလို့ရတူထွက်အောင်ရကျွန်တော်မဘူးချီရတုံးရပေါင်းပြီးတော့ကျွန်တော်ပလိုက်ဒါတွေလုပ်နေတာပါအခုလည်းကျွန်တော်မအားတဲ့ခြားရရင်လာရောက်ကဖြောပြေးတာဖြစ်ပါလေအဲ့ဒီဝမ်းသာရဲ့ပီတိကလေးဘယ်လိုပြောမှာဘာနဲ့မှလဲလို့မရဘူးကွာအခကျင်းဝင်နေတယ်မဆိုင်ဘူးအဲ့လိုကကိုကလည်းတရောက်တဲ့နေရာလေးတစ်ဖက်ကန်းလာရောက်က ဟိုတင်ဆက်ကခွင့်ရတဲ့အတွက်လဲဝမ်းလာတယ်။တိုင်းလုံးပေါ့နော်။အေးကွက်ကြမယ်နော်။ဒါလေးဟာကြည့်ဟုတ်ကဲ့အမှုပြန်လို့ရှားမှုကတော့အခုလောလောဆယ်ကျွန်တော်တို့ကပရိုက်တာတွေလောက်တာအခုလိုင်းပေါ်မှာလည်းတော်တော်လေးပြန်နေကျွန်တော်တို့ဆရာတပည့်တွေကအပြင်မှာကိုမြေဝိုင်းကားပုံစံနဲ့ကျွန်တော်ဖြောပြနေတယ် အမြမယဉ်ကျေးမှုကိုအနောက်တိုင်းဆက်ဆံတာပေါ့နော်။မြမယဉ်ကျေးမှုနောက်တိုင်းမူနေအပါပကံကကတာလို့ခြေတို့ကလာလို့အဲမိဝိုင်းကတွေပေါ့။အဲ့ဒါကိုဘာလို့လုပ်လဲဆိုကျွန်တော်ပလာဟိတာလုပ်။အမလားကြည့်ကြလဲမိဘပြည်သူပြန်အံ့ဩကြဘာလို့လဲ။အဒီမင်းသားလေးရစင်ပေါ်မှာကလည်းမင်းသားတွေအခုလိုမြေဝိုင်းမှာစင်ကတယ်ဆိုတော့တော်တော်လေးထူးဆန်းတော့ကျွန်တော်တို့လာပြီးတော့အင်တာဗျူးကြတဲ့လူအများကြီးပါ။အမလည်းကျွန်တော်ပြောပြတယ်။အခုချိန်မှာကျွန်တော်စင်ပေါ်မှာမကနိုင်ဘူး။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ကအခုက မြန်မာနိုင်ငံမှာဖြစ်ပျက်ခဲ့တဲ့ငလေးတန်းကြောင့်လူတွေဒုက္ခရောက်နေတဲ့အဲ့အချိန်ကိုကျွန်တော်တို့ကအဒီရှင်မှာအမှုပြောင်းဆက်လုပ်နေမှာဆိုရင်အဲအများပြည်သူပဲပြောမှာခံရမယ်လေအဲ့ကြောင့်မို့ကျွန်တော်တို့ကပရာဟိတဘက်ကိုလှည့်ပြီးတော့အခုကုလိုတွေလုပ်ကြတာဟောဟုတ်ကဲ့ပါအာဝါနာဗီဒီကတော့ကျွန်တော်တို့အဒီဓမ္မကပေါ့နော်ဟိုကျွန်တော်တို့တက်နိုင်တော့အမှုပညာတစ်ဖက်တလန်းကနေအမိဘပြည်သူတို့ပေါ့နော်ဒါကိုလှုပ်ချသူမှုပြုသွားမယ်နောက်ပြီးတော့တစ်ဖက်တလန်းကနေကုသိုလ်ကောင်းမှုတွေပြုသွားမယ်ဒီတက်တဲ့ ကျွန်တော်တို့မြန်မာနိုင်ငံကြီးထူထောင်နိုင်အောင်လို့ကျွန်တော်တို့တစ်ဖက်သလန်းကလူငယ်တွေကကြိုးစားပါးစပ်နဲ့အစ်ဆက်တော်မယ်လို့ကျွန်တော်မောင်ဝင်းချေကစုမှုကပို့တာပါတယ်။